အားလုံးပဲမင်္ဂလာပါခင်ဗျာ Top Power Channel ကိုလည်း channel မှာကြိုဆိုလိုက်ပါတယ်ဒီတစ်ခါကျွန်တော်တင်ပြသွားမှာကတော့ဆရာဘုံမသိန်းဖေရဲ့မြောက်ရတော့အတွေးများတုံးတဲ့ကစာသူများကိုတင်ပြသွားမှာဖြစ်ပါတယ်အားဆင်ပြေကြပါအောင်ခင်ဗျာဘွဲယူမဲ့သူတွေအမှာစကားတဲမှာတက်ကတော့နောက်ဆုံးနဲ့မှာတက်နေတဲ့လူငယ်တယောက်ကျွန်တော်အင်ကိုရောက်လာပါတယ်သူကမကြာခင်မှာဘွဲရပြီးအလောက်ဝင်တော့မှမို့ဘာတွေပြင်ဆင်ထားတဲ့လဲဆိုတာအကြံပေးပါလို့ပြောလာပါတယ်ကျွန်တော်ဆရာကြီးတရားမဟုတ်ပေမဲ့ အသက်ရွယ်ကြီးသူတယောက်ဖြစ်တယ်လို့လုပ်ငန်းအတွက်ကြောင့်လည်းအများကြီးရှိထားကြလို့သူ့ကိုအခုလိုအချက်၁၀ချက်ကိုပြောပြလိုက်ပါတယ်။နံပါတ်၁ဘဝမှာတရားမျှတမှုမရှိဘူးဆိုတာလက်ခံထားပါ။နံပါတ်၂ကဘာကြီးကမင်းဘာကောင်းလဲဆိုတာကိမဆိုင်ဘူး။မင်းဘာလုံနိုင်လဲဆိုတာကိုပဲကိဆိုင်တယ်။နံပါတ်၃အလောက်ဝင်ပြီးချက်ချင်းပဲလာစားဆယ်သိမ်းရပြီးကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်မယ်လို့မှတ်မထားပါနဲ့။နံပါတ်၄တက္ကသိုလ်ကဆရာတွေကိုဆွလာပြီးလို့မင်းထင်နေတယ်မဟုတ်လား။ အလုပ်ထဲမှာသူတို့ထက်အများကြီးဆိုးတဲ့ boss နဲ့တွေ့ရလိမ့်မယ်။နံပါတ်5အလုပ်ထဲမှာတင်ချလို့ဖြေရှင်းမရတဲ့ပြဿနာတွေအများကြီးနဲ့ကြုံရလို့စိတ်ဆင်းရမယ်။ဒါပေမဲ့ဒီပြဿနာတွေဟာအခွင့်အလမ်းတွေပါလားဆိုတာမင်းနောက်ပိုင်းမှာသိလာပါလိမ့်မယ်။နံပါတ်6တသက်လုံးမင်းကိုကျွန်လို့ပြုစုပေးခဲ့ရတဲ့မိဘနာပါဟာအဲ့ဒီဘက်ကကျွတ်တော့မယ်။မင်းရဲ့ဝက်ကမကြခင်စတော့မယ်။နံပါတ်9ကျောင်းမှာမင်းရဲ့အရေးချင်းကိုစာမေးပေးအောင်ဒါရှုံးတာနဲ့ဆုံးဖြတ်တယ်။ လောက်ထဲမှာမင်းရဲ့အရေးချင်းကိုကြာရှုံးမှုတွေကနေဘယ်နှကြိမ်ပြန်ယုံထနိုင်တယ်ဆိုတာနဲ့ပဲဆုံးဖြတ်လိုက်မယ်။နံပါတ်၈เจ้ามาสามิเวကြာရင် မင်းကိုအားပေးနေသိမ့်မယ်။မိဘမွန်နမတွေအနားမှာရှိကြလိမ့်မယ်။အလောက်ထဲမှာကြာရှုံးရင် မင်းကိုနောက်ွယ်ကနေလက်ခုပ်တပြေးဝမ်းတာနေမဲ့လှုပ်ဖို့ကိုင်းွက်တွေရှိနေကြမယ်။နံပါတ်၉ဘဝဆိုတာစာတင်နေတွေလိုပိုင်းခြားထားတာမဟုတ်ဘူး။အမြဲတမ်းလှိမ့်လာတင်ယူနေရမယ်။မလှိမ့်လာမတင်ယူတဲ့သူဟာသက်လုံးသူများခိုင်းဘက်ပဲဖြစ်နေလိမ့်မယ်။နံပါတ်၁၀ အတန်းထဲမှာစာညံ့တဲ့သူကိုလောင်းပြောင်းတာနေတာလောက်ခဲ့မိရင်သူနဲ့အမြန်ဆုံးမိတ်ဆွေပြန်ဖွဲ့ပါမင်းသူ့ကုမ္ပဏီမှာအလုပ်မလုပ်ရဘူးလို့အတက်မပြောနိုင်ပါဘူးနားစင်ပြေကြရတဲ့အလုံးကိုကျေးဇူးတင်ပါတယ်မတားစရာဘုဒ္ဓရာဇာများကိုအမြဲတင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော် channel လေးကို like and subscribe လေးပြင်ခဲ့ကြပါဦးခင်ဗျာ